ဝင်တန်းပေါ်ကိုပြုတ်မှုလိုက်တဲ့လောရက်တစ်ခုကြောင့်လူရည်ရဲ့ဝေဖန်မှုကိုရရှိနေတဲ့မြတ်သူသူတို့လင်မယောင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆက်လက် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာတယောက်အတွက်အိမ်တောင်ပြုတ်ရဆိုတာထီထိုးတယ်လို့ပဲကံကိုအလွန်ယုံကြည်ရပါတယ်များစွာသောယောက်ျားတွေထဲမှာယောက်ျားကောင်းတယောက်ရဖို့အတွက်ခဲရင်လွန်လှပေမယ့်အိမ်တောင်ရေးကံကောင်းတဲ့အမျိုးသမီးတွေထဲမှာမင်းသမီးမြတ်သူသူကလည်းတယောက်ပါဝင်ဖြစ်ပါတယ်ဇက်ရံမင်းသမီးတယောက်နေနဲ့အခုလိုမျိုးယောက်ျားကောင်းတယောက်ကိုရနိုင်ဖို့ဆိုတာမလွယ်ကူလှတဲ့အတွက် သူမရဲ့အိမ်တော်ရေးကံနဲ့ပတ်သက်ပြီးတော့လူတွေရဲ့ကဲ့ရဲ့ဝေဖန်မှုတွေကိုအမြဲခံခဲ့ရတာဖြစ်ပါတယ်။အနုပညာလောကမှာအချိန်တော်ကြာအောင်ရပ်တည်ခဲ့ပေမဲ့သူမရဲ့ဆန်းကတော့ထင်သလောက်မပွင့်ခဲ့ပါဘူး။ရုပ်ရှင်တွေမှာလည်းနေရာမရသလိုဇလံတွဲတွေမှာလည်းတိတ်ပြီးတော့ပါဝင်ခွင့်မရတဲ့အတွက်ပရိသတ်တွေရဲ့အားပေးမှုကိုလုံလုံလောက်လောက်မရရှိခဲ့ပါဘူး။သူမရဲ့ character တွေအရသာပရိသတ်ရှိမှပေါ်ထွက်ခဲ့ရတာဖြစ်လို့စိတ်တဘောတာမကောင်းတဲ့သူလို့ပဲထင်ခဲ့ကြတာဖြစ်ပါတယ်။အမနေကယ်မှာတော့မြတ်သူသူဟာဘာသာရေးကန်ဆိုင်ပြီးတော့စိတ်တဘောတာပြေဝတဲ့သူဖြစ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်ရင်အရွယ်နဲ့မလိုက်အောင်လိုက်စားလွန်နေသူ ဖြစ်တဲ့အတွက်တကယ်လက်တွေ့ဘဝမှာအေးချမ်းလွန်နေသူဖြစ်ပါတယ်။မင်းသမီးမြတ်သူသူဟာအခြေခံတာမန်လူတန်းစားဘဝကနေလာခဲ့ရတဲ့သူဖြစ်တဲ့အတွက် ကမရဲ့ဝန်ထမ်းတွေပေါ်မှာလည်းအများနဲ့ညတာပေးခဲ့တဲ့သူဖြစ်ပါတယ်။ယောက်ျားဖြစ်သူဦးဆိုင်ထမ်းမြတ်ကလည်းလုပ်ငန်းများစွာကိုပိုင်ဆိုင်တဲ့တထေးကြီးဖြစ်ပါတယ်။အဲ့ဒီအထဲမှာဆင်ရွှေရတနာလုပ်ငန်းဟာလူသိများတဲ့လုပ်ငန်းဖြစ်ပြီးတော့မင်းသမီးမြတ်သူသူကိုလွှဲအပ်ကဦးစီးခိုင်းခဲ့တာဖြစ်ပါတယ်။လက်များနှစ်ယောက်စလုံးဟာဘာသာရေးပိုင်းမှာလူအမြင်ကက်စရာကောင်းလောက်တဲ့အထိလောက်ကင်လှူဒန်းမှုတွေကိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကောင်းလာလို့လည်းဝေဖန်မှုမကင်းတဲ့လောကကြီးဖြစ်တဲ့အတွက်လက်များနှစ်ယောက်စလုံးဟာကိုကိုယ်တိုင်လည်းမှန်အောင်နေကြသလိုသူတို့မှန်မဲ့တဲ့အရာတွေကိုလည်းလောက်ကင်ကြတဲ့ ဲ့သူဖြစ်ပါတယ် ဘာသာရေးပေါင်းစုံကိုလည်းလူသားချင်းစာနာပြီးတော့လေးစားတဲ့အတွက်လူသင်းနဲ့အလူမှန်သမျှကိုပြုလုပ်နေကြတဲ့သူတွေဖြစ်ပါတယ်။ဒီလိုမျိုးအလူတန်းတွေရရောပြီးတော့လူတွေပေါ်မှာစာနာမှုထားတဲ့မင်းသမီးမြတ်သူတို့လင်မယားနှစ်ယောက်ကတော့စိုင်းကဝင်တန်းလေးပေါ်မှာပြုမှုလိုက်တဲ့ပုံစံလေးကြောင့်အခုလက်တလုံးမှာလူပြောများနေကြရဖြစ်ပါတယ်။လုပ်ငန်းများစွာပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်တဲ့အတွက်ဝင်တန်းပေါင်းများစွာနဲ့လည်းပြောဆိုဆက်ဆံကြရပါတယ်။ဒဇိန်တွေဖြစ်ကြပေမဲ့လုပ်ငန်းတစ်ခုကိုအတူလှုပ်ဆောင်ကြရတာဖြစ်တဲ့အတွက်မိသားစုဝင်တွေလို့ဆက်ဆံကြတဲ့မြတ်သူတို့မိသားစုက ဘာမဟုတ်တဲ့တာမန်ဝင်တန်းလေးရဲ့မွေးနေ့ကိုအမှတ်ထားပြီးတော့ကိလေးခွဲကပျော်ရွှင်အောင်လုပ်ပေးခဲ့ရဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာပုံမှန်ကြည့်ရင်တော့တာမန်လို့ထင်ရပါတယ်။ဒါပေမဲ့လုပ်ငန်းတွေလောက်ကိုင်းနေကြတဲ့လုပ်ငန်းရှင်တွေအတူယူတင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ငွေပေးပြီးတော့တန်ရာတန်ကြီးခိုင်းထားတာဖြစ်လို့လူလိုမဆက်ဆံခံရတဲ့ဝန်ထမ်းတွေရဲ့ဘဝဟာလက်ရှိမြန်မာပြည်မှာရင်ဆိုင်နေရတဲ့လက်တွေ့ပြဿနာဖြစ်ပါတယ်။ဒီလိုပြဿနာတွေကြောင့်မြေတားတွေတုံးပြီးတော့စေတနာမပါတဲ့လုံဆောင်ချက်တွေကြောင့်လည်းဘဝပြက်ခဲ့ရတဲ့လုပ်ငန်းရှင်တွေများစ ွာရှိပါတယ်။ဒါကြောင့်လုပ်ငန်းရှင်တိုင်းသာမျက်သူသူတို့ဇနီးမောင်နှံလိုဝန်ထမ်းတွေပေါ်မှာမြင့်တာထားနိုင်မယ်ဆိုရင်ပို့ပြီးတော့ကြီးပွားတိုးတက်နိုင်ကြမှာအမှန်ပါပဲ။တာမန်ဝန်ထမ်းလေးတယောက်ကိုမျက်ရည်လဲစေတဲ့အထိမြင့်တာတွေရုပ်ဖိတ်နေရဲ့မွေးနေ့ပွဲလေးပြင်ဆင်ပေးခဲ့တဲ့အတွက်လူအများရဲ့ချီးကျူးခံနေရတဲ့မင်းသမီးမျက်သူသူတို့ဇနီးမောင်နှံပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။